是归归，我已经。ဟုတ်တယ်ဘာသာခုနှစ်မျိုးတော်ရတာဒီလားဟိုလုံးကလေအားကြောင့်မတူသချင်းလေးတွေလည်းစုတတ်နေတာအဲရုပ်ရှင်ရိုက်တာဝဒနာပေါင်းသချင်းစုံနေရရင်ကိုပျော်နေတာသချင်းဖက်ကိုပဲအာတန်တာကိုကအနုပညာဂီတမျိုးရိုးရှိတော့လေဒီဘက်ကလည်းခုနကိုယ့်ရဲ့အတတ်ပညာတစ်ခုနဲ့ပဲလူချမ်းအဖြစ် လာငားတာလူကျန်ရဲမေရဲရဲပေါ့နော်ရဲမေတယောက်ကနေပြီးခိုင်းနေကိုအန်ဒါကာဘာဝင်ရင်းနဲ့အဲ့ချိန်မှာမင်းသမီးတွေကိုအကုန်လုံးကိုဖြုတ်ပြီးတော့တီမိုကိုမင်းသမီးတည်ပြီးတော့ကား30စာချုပ်ပြီးတော့ရိုက်လိုက်တော့အမမင်းသမီးအရှင်မင်းသမီးဖြစ်သွားပါပြီရောဟုတ်ချွေးတိုင်းချွေးချွေးတိုင်း မကီတီတိုးနေရအနှစ်30ကျော်ပါပြီ35လောက်ကိုရှိနေပါပြီအတူတူသချင်းနေဆိုကြတယ် အဟိုပေါ့နော်တူတူဆိုတာသူတို့မောင်နှမနှစ်ယောက်လို့ပြီးတော့သုံးယောက်စလုံးပေါ့မမအလှလာတိုးဆိုလဲတပြားတစ်ချင်းနေအများကြီးရှိတဲ့အဆိုတော်ကြီးပေါ့နော်မြမအတန်းဆိုတော်ကြီးဆိုတကယ်ကို35နှစ်ဝင်းကျင်လောက်ရှိပါပြီတီမိုးရဲ့အဟိုပါပေါ့နော်အဟိုအနုပညာမိခင်တက်ရင်ကဂီတာပါတီမိုး၈နှစ်သမီးတွေက CDs အခွေတွေအများကြီးထွက်ခဲ့ခုနရတီပွင့်ဦးဆိုတဲ့အမလည်းဒါသူပေါက်တဲ့တစ်ချင်းရှိချစ်သူမောင်တို့ပါတော့သူတို့နဲ့ချောယူပါရဲ့တို့သူတို့နေနေကမာကြီးနေက၈နှစ်သမီး ရှင်းနေသမီးဘွားတွေကအတူတူစီးစခွေထုတ်ကြတာခလေးလေးတွေအိတ်တုံးကခလေးသချင်းတွေလောက်ကြတယ်အဲ့ဘွားတွေကဆိုရင်မကေတူတို့တောင်ကြသေးတယ်ယဒီရလေဟောယဒီပွင့်ဦးနေဆိုလို့ရှိရင်ချောယူပါတို့ယဒီတို့အမတို့တွေကလေအဲ့လိုမျိုးငငယ်တွေကဂီတကိုစခဲ့ရတာလေတောင်းရရပါလေ ော့၁၂နှစ်တမီတမီရီယာဂစ်တာတီးတက်တယ်။ကြောင်းမှာအမတို့ Venus အဖွဲ့ပြီးတာနဲ့အမတို့လာတာနဲ့မှာအမတို့မျိုးသမီးအပေါ့နော်ဝိုင်းမှာအမဂစ်တာတီးတယ်ပေါ့နော်။ဒါပေမဲ့ဂစ်တာမတီးရတော့ကြာပြီ။အခုဒါဒီအခုလက်သေးညက်ပြီးတော့အခုအာမိမိကိုမိမိကိုဂစ်တာလေးနည်းနည်းသင်ပေးနေတယ်။ သရုပ်ဆောင်တာတော့ဝေဒနာတော့မပါဘူးတိလားကရာတေကစားရလေကြောင်းမှာအဲကရာတေတို့လို့ပါအဲ့လိုကရာတေတွေကစားတဲ့ခါကျတော့အဲ့တော့ကရာတေတိုက်ကွန်ဒိုတွေမပေါ်သေးဘူးလေကရာတေကစားရတယ်အာကစားဆိုအဲ့ဒါလေးလုပ်တဲ့ခါကျတော့အဲရုပ်ရှင်ရိုက်တာဝေဒနာပါဘူးတချင်းစုံနေရရင်ကိုပျော်နေတာတချင်းဘက်ကိုပဲအာတန်တာကိုကအနုပညာဂီတမျိုးမျိုးရှိတော့လေအဲဆိုတော့ဟိုလိုကောမဲဆိုဒီဘက်ကလည်းခုနကိုယ့်ရဲ့အတတ်ပညာတစ်ခုနဲ့ပဲလူချမ်းအဖြစ် လာငားတာလူချမ်းရဲမေရဲရဲပေါ့နော်ရဲမေတယောက်ကနေပြီးခိုင်းနေကိုအန်ဒါကာဗာဝင်နေ၄၅စင်းလောက်ထိုးပေးပါတဲ့ပညာရှင်တွေနဲ့ထိုးရမှာပညာရှင်တွေကလည်း main ကလေးတွေအပေါ့နော်ကွန်ဖူအမြင့်ဆိုရယ်သမီးတွေနဲ့လည်းထိုးရမှာဆိုတော့အဲလူချမ်းအဖြစ်၄ခန်းလား၅ခန်းလားထိုးဖို့လာငားတာအဲပေါ့နော်အဲ့ချိန်မှာမင်းသမီးတွေကိုအကုန်လုံးဖြုတ်ပြီးတော့ ဒီမိုးကိုမင်းသမီးတင်ပြီးတော့ကား30စာချုပ်ပြီးတော့ရိုက်လိုက်တော့အာမင်းသမီး action မင်းသမီးဖြစ်သွားပါပြီ။အဲ့လိုအဲ့လိုဒါဒီမိုးကငငယ်လေးကရက်ကွက်ကကလေးတွေနဲ့ကုတ်ပစ်ကြီးတစ်ခုအဖေကရိုက်ပေးထားတယ်အိမ်ရှိမှာ။အဲ့ဒီကုတ်ပစ်ကြီးမှာရက်ကွက်မှာရှိတဲ့လူပြိုလေးတွေလူပြိုတသေးလေးတွေရောကြီးတွေရောအကုန်လုံးစုပြီးတော့အဖေတို့တွေကဂီတသမားတွေဆိုတော့လေအမတို့အိမ်ကဂီတအိမ်ဆိုတော့လေအဲအကုန်လုံးအဲ့လိုလေးလုပ်ပေးတာကလေးတွေနဲ့တီးပစ်တယ်။ငငယ်လေးတွေကအဲ့ဒါငငယ်လေးဆိုတော့15 6နှစ်တည်းရ။ဟောက်ဂီတဘက်မှာတော့ဟိုပေါက်တခြင်းတော့တငယ်ချင်းတွေလိုတော့မရှိဘူး။ဒါပေမဲ့ဂီတတတန်းကတော့တော်တော်ရှိတယ်။ နှစ်နှစ်သမီးမှာ အမအဒီမိုကတပြားတပြားတစ်ချက်အရင်ဆုံးရခဲ့တယ်အဲ့ဒါအကယ်ဒမီတရောဥတင်ကြီးရဲ့တခြင်းလေးကျောင်းခေါင်းလောင်းလေးထိုးတော့မယ်တဲ့အဲ့တခြင်းလေးကအခုချိန်ထိကိုလာနေတော့မယ်ရေဒီယိုမှာမြန်မာရေဒီယိုမှာလာနေတော့မယ်အဲ့တခြင်းလေးကဒါပထမဆုံးတပြားရတဲ့တခြင်းတပြား၄ချက်ရှိတာပေါ့နော်16နှစ်မရောက်ခင်မှာ15နှစ်ထိကိုတပြား၄ချက်ရှိတယ်16နှစ်လဲကြလဲကြတော့84ပေါ့1984ကြတော့အဲ့ဒါစူပါစတာတိဂီတာအဖွဲ့နဲ့ တကူတော့အကွေထုတ်တာဆက်နပုတ်အဲ့ဒါဒုက္ခမိန်လိုင်းရန်ရန်ဦးဦးလိုက်ရေးပေးတာအဲ့ဒါဒီမူရဲ့ပထမဦးဆုံး series ပဲပေါ့နော် ထက်ဘာသာခုနှစ်မျိုးတောင်ရတာဒီလားဟိုတော့ကလေစားတောက်ဆိုင်နေအရန်ကိုခစ်စားနေတဲ့အချိန်ကွာအဲ့တော့ဘောပါပေါ့ဘူဂျုတ်ပတ်တိုဘာလို့လဲရှိတယ်အဲ့အချိန်တော့ကအန်တီနော်နော်လီဇာနဲ့လေအာပရိုမိုးရှင်းတွေတည့်တယ်ကိုစိုးသူနဲ့လည်းဟိုမူတိုင်းပုံချောင်းလို့ပွဲတယ်ဆိုချင်းကိုစိုးသူနဲ့ကိုအမြဲတမ်းတွဲပြီးတော့ငှားကြတယ်မူတိုင်းပုံချောင်းလို့ပါတော့မှာလေအရန်ဆိုရတာပေါ့ကိုကိုကတော့ငှားငှားရတာပေါ့နော်အဲ့လိုမျိုးကိုစိုးသူလိုနဲ့ဆိုတယ်မူတိုင်းပုံပေါ့အဲ့အားကြောင့်မို့တရုတ်တချင်းလေးတွေလည်းဆိုတတ်နေတာပြီးတော့စားတောက်ဆိုင်ဘောင်းစုံကိုလည်းအဲ့ခုနပြောသလိုပေါ့ပရိုမိုးရှင်းတွေဆိုရတာများတော့ ဟိုထိုင်းဧည့်သည်လာရင်လည်းအကောထိုင်းလိုကစ်ထလိုက်တာဟောတော့အဲအဲ့လိုမျိုးပေါ့အင်းကြောင့်ဘာလို့တကွနာရောလာဗန်ဘာရောလာဗန်တာရောဆိုတော့ဒါတွေကလက်တင်နေလေအဲအဲ့ဒါတွေဆိုလဲရတယ်ပြီးတော့ဟိုပေါ့နော်ဟိုအိန္ဒိယသချင်းနေလဲအများကြီးရတာအဒီနေ့တော့ကလာဧည့်သည်တွေလာလို့ပါအိန္ဒိယဧည့်သည်တွေလာလို့ဆိုလို့ရှိရင်တချို့စားတောက်ဆိုင်ဟိုတရားလေးဟိုဘက်မဥကုံးဘက်ကစားတောက်ဆိုင်ကြီးတော်တော်များများဆိုရင်ဘသူ့ကိုငားမလဲဆိုဟိုကမတ်မိုခန်းနဲ့ဥဆုပ်ပိုင်ပဲငားပေးပါဘာဆိုကလာသချင်းနေရတာဟုတ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါလည်းရတယ်အခုချိန်ကြီးရတယ် ရန်ကိုကြိုက်တဲ့အရန်ဝါသနာပါတဲ့ဟိုဟာပေါ့မိခင်တက်ရင်ဆိုတော့လေအရန်ဝမ်းစာဖြည့်တာပေါ့နော်အခုဂီတာလေးတော့နည်းနည်းပြန်တီးနေတယ်အော်နည်းနည်းလေးအဲ့လိုပေါ့နော်အပြင်းပြေလေးလေးလည်းတီးလို့ရတယ်သမီးဘာပဲဖြစ်ဖြစ်ဒီဟာလေးကကိုယ့်ဟာကိုယ်လည်းအပြင်းပြေတယ်ဒီဂီတာလေးဟိုဟာပြသူ့ကိုလည်းနည်းနည်းလေးအခုလက်သေးညှက်ပြီးတော့အိမ်မှာနည်းနည်းလေးတော့ဆီဖရင်လေးတွေပါလေးအဲ့လိုတော့စပြီးတော့တင်နေပြီ ဂီတာအသက်ကတမနဲ့အဲ့ဒါကြောင့်တကယ်လို့ဒီမို့လို့လေအခုချိန်ဒီကိုကီးကိုကိုပြန်ပြီးတော့ငငယ်တော့ကီးကိုပြန် online အောင်နေတိုင်းတော့ဟိုရေချိုးကန်းထဲမှာပဲဖြစ်ဖြစ် online သီလာအခုလေဘာဆိုအဲ့ဒါကြောင့်မှာပဲကိုစုံနိုင်ပါလေ practice ကတော့လိုတာပေါ့ဂီတာကြတော့အာကျောင်းမှာတော့ကတော့သင်တော့ကတော့ lead တီးတာသင်တာပေါ့ notes နဲ့ပေါ့ do re mi fa နဲ့တင်တယ်အဲ့ဆရာတွေဆရာတက်တယ်အောင်လို့လာသင်ပေးတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ lead တီးတာတော့မေ့ကုန်ပါပြီဟိုရန်ကြီးတော့လည်းမတီးနိုင်တော့ဘူးပေါ့နော်ဒီ guitar chord နဲ့ပဲသချင်းနေပေါ့အဲဒီတီးတာပေါ့ဒီမိုခန်းချစ်တဲ့ပရိသတ်တွေအားလုံးအတွက်ကို ဒီမူအမြဲတမ်းသိတဲ့အထီကိုပရိသတ်ကြီးတွေအတွက်ကိုအမြဲတမ်းအသက်စမ်းတွေကိုဒီမူအသက်နဲ့ပတ်သက်တဲ့ character တွေတိုင်းကိုစူးစမ်းပြီးတော့လေ့လာပြီးတော့ဆောင်ရွက်နေပါတယ်အဲ့ဒါပရိသတ်ကြီးအတွက်ပါပရိသတ်ကြီးအမြဲချစ်ပေးပါလို့ပဲပြောချင်ပါတယ်ပရိသတ်ကြီးစမ်းမချမ်းသာစိတ်ချမ်းသာကြပါစေလို့